ကရင်လူ့ဖွဲ့စည်းအတွက်ကိုစားပြုအမျိုးသမီးလို့ဆိုလိုက်ရင်ဒေါက်တာနော်ဘလူးမန်နိုင်ဆန်ရဲ့အမည်ကိုခြံထားလို့မရပါဘူး။သူ့ရဲ့ဘေးဆက်ဆွန့်လွတ်မှုတွေကလူသားရဲ့နှလုံးသားကိုထိမိစေခဲ့ပြီးအတူလက်တွဲလောက်ခံခဲ့သူတွေကသူ့ကိုသူတို့ရဲ့မိခင်သူတို့ရဲ့သားသမီးတွေလို့သဘောထားချစ်ခင်ကြပါတယ်။ဒေါက်တာနော်ဘလူးမန်နိုင်ဆန်ဟာတော်လှန်ရေးသမားတဦးဖြစ်တယ်လို့လူအဖွဲ့အစည်းအကျိုးအတွက်သူ့ဘဝကိုမြုပ်နှံထားသူတဦးလည်းဖြစ်ပါတယ်။ မြင်တဲ့ကြာဥစားလည်းသူနဲ့လည်းသိတယ်ပေါ့နော်ဆက်မဟိုသူလည်းသိတယ်ရင်းလည်းရင်းသိတယ်အလုပ်လည်းလုပ်တူလုပ်ပူတယ်ပေါ့ဆိုတော့တမိုးရှိတဲ့အမျိုးသမီးတယောက်ပါပြီးလို့ရှိလေရေဝုတ်တဲ့အမျိုးသမီးတယောက်စကားကိုပူပူလေးလေးပြောတတ်တယ်ရေရေဝုတ်ကိုလည်းပြောတတ်တယ်ပေါ့နော်အော်အမားရှိတာကိုကျင်းစင်ဖို့လိုအပ်တဲ့အရာတွေဆိုလို့ရှိရင်သူရေရေဝုတ်နဲ့မတက်ရဘူးတော့မှစကားဆိုတတ်တဲ့လူမျိုးတယောက်ပါ အဲတမိုးရှိတဲ့အမျိုးသမီးတယောက်ကောင်းဆောင်ကောင်းတဲမှာပါတယ်ပေါ့နော်လူလူအကျိုးအတွက်အာသွန်ခွန်ဆိုင်ကျိုးပန်းဆောင်ရွက်ခဲ့တယ်ဒေါက်တာနော်ဘလူးမင်းနိုင်စံကအခုတော့သူချစ်မြတ်နိုးတဲ့လူအဖွဲ့စည်းကိုထာဝရနှုတ်ဆက်လို့သွားခဲ့ပါပြီသူ့ရဲ့နောက်ဆုံးခေးကိုလိုက်ပါပို့ဆောင်သူတွေဟာသူ့အပေါ်ထားတဲ့လေးစားချစ်ခင်မှုတွေကိုသက်တည်ပြခဲ့ကြပါတယ်ပို့ဆောင်သူတွေထဲမှာကရင်မျိုးသားစီယုံခရယာနီရဲ့ထိပ်ပိုင်းခေါင်းဆောင်လေးဖြစ်ကြတယ် ဘရိုဆော့ကွယ်ထူးဝင်းနဲ့ဘရိုဆော့တော်နီတို့ကိုယ်တိုင် ပါဝင်ခဲ့ကြတာပါဒေါက်တာနော်ဘလူးမန်နိုင်ဆန်ရဲ့နာရီကိုဖွဲ့စည်းအများပြားကဥဆောင်ပြင်ဆင်လိုကြပြီးဝန်ထမ်းချင်းအထိတ်မှန်လွမ်းသူပန်းခွေတွေကကားငါးစီးနဲ့တောင်မဆန့်အောင်ညပြခဲ့ပါတယ်ဒီလိုမမျှော်လင့်ထားတဲ့ဆုံးရှုံးမှုအတွက်နီးစပ်သူတွေအလုံးကနှမျောတက်တာဖြစ်နေကြတာပါဘာဖြစ်ဖြစ်တော့သူကိုယ်တိုင်ကတော့ဟို ဒီဂျီရင်းထဲမှာဆိုတော့သူကဒီ monument tag တို့မှာတက်နေတဲ့အချိန်မှာဥတ္တရေခေးဖြစ်လာတော့အဲ့မှာလေအဲ့ tag သူကဒပိုင်းနစာဖြစ်သွားတယ်ဒါပေမဲ့သူရဲ့စူးစမ်းမှုကမရဘနာဘူးဘယ်လိုပဲအခက်အခဲရှိစေအဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့သူ insight မှာရှိတဲ့ဘာသာရေး tag တို့ကူပေါ့နော် BIT ပေါ့အဲ့တော့အာဘာမှဟိုက institute of theology မှာသူကလည်းအဲ့မှာဘွဲရတယောက်ဖြစ်တယ်နံပါတ်စင်စင်နောက်ဆုံးဒီဘာသာရေးဘွဲပါဂူတယောက်အနေနဲ့တောင်းတော့ဒီလိုမျိုးဟိုပေးအချင်းချင်းခံရလဲဆိုတော့သူက အလုတ်လုတ်တယ်ဆိုပေမဲ့ပညာရေးဘက်မှာလည်းလုံးဝမလေးဟင်းစေဘူး तू ရခဲ့တဲ့ဒေါက်တာဘွားကလည်းဘာမှမကြသေးဘူးညလူငယ်တဲ့တနည်းနည်းမှာပဲအဲဘာဖြစ်ဖြစ် तू ကတော့ဟောအသက်ကြီးတယ်ဆိုပေမဲ့လုံးဝမရမနာဘူးပညာရေးမှာလက်ဆက်ပြီးတော့ကြိုးစားရတယ်ဆိုတော့တကယ်အတူယူတင့်တဲ့ခေါင်းဆောင်တရားဖြစ်တယ်မာ तू အခုဆုံးသွားတဲ့အချိန်ကလည်း तू လက်ရှိတောင်ဝန်ထဲမှာမရှိတယ်ကျန်ယူဘိုတရားသူကြီးနှစ်ဖြစ်သူဒေါက်တာနော်ဘလူးမင်းနိုင်စံကထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ မဲရော်ဆေးကမှာဆေးကုသမှုခံယူနေရကနေမဲဆောက်ဆေးရုံကြီးကိုပြောင်းရွှေ့ကုသခဲ့ရ ပြီးတဲ့နောက်ရုတ်တရက်ကွဲလွန်သွားခဲ့ရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ28ရက်ညနေပိုင်းမှာကွဲလွန်ခဲ့ပြီးကွဲလွန်ချိန်မှာတော့အသက်80ကျော်ရှိပါပြီ။သူကတော့ဟိုဟိုရတုတောင်းဝန်တွေအများကြီးတောင်းဝန်ယူတဲ့လူတယောက်လို့ပြောလို့ရတာပေါ့နော်။အထူးသဖြင့်ခင်ဥစားရဲ့ဒီခင်ညခင်မျိုးသားစီယုံမှာလည်းသူက ဟိုဘိုးအများရန်ကော်မတီဝင်တယောက်ပဲဖြစ်တယ်နောက်ပြီးတော့ဒီ KW ကိုလွတ်ခေါ်တဲ့ K အမျိုးသမီးဖွဲ့ဖွဲ့တမှာလည်းသူကလည်းဟိုကောင်းဆောင်တယောက်အနေနဲ့လည်းတာဝန်ယူခဲ့တာတော်တော်များရှိတယ်နောက်ကလေးခွင့်ရေးပေါ့နော်နောက်ပြီးတော့ဟို KRC လွတ်ခေါ်တဲ့တောက်ရတဲ့ကော်မတီမှာလည်းသူကလည်းကောင်းဆောင်တယောက်လည်းဖြစ်တယ်အဲ့ဒါလည်းမကဘူးကျွန်တော်တို့ပြည်တွင်းထားနေစွန့်ခွာသူ IDP လွတ်ခေါ်တဲ့ကျွန်တော်တို့ဒီမှာတော့ CIDKP ပါလေ Committee for Internally Displaced Current Peoples for Core ID ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ကရင်မကဒီကျွန်တော်တို့ကရင်မြို့နယ်မြေထဲမှာထွက်ပြေးတိုက်ရှောင်အောင်တဲ့လူလူတွေလေအဲ့ဒါကျွန်တော်တို့ CNTKP လို့ခေါ်တယ်အဲ့ဒီအဖွဲ့ထက်မှာလည်းသူကအခုလက်ရှိနောက်ဆုံးထွက်တဲ့အထိသူကအကြံပေးတယောက်ဖြစ်တယ်နော်ကျွန်တော်ဆိုတော့သူတာဝန်ယူထားတဲ့ဒီလုပ်ငန်းတာဝန်တွေတော်တော်များပါတယ်အမျိုးသမီးခွင့်ရရဲ့ကလေးခွင့်ရရဲ့ပေါ့နော်နောက်ပြီးတော့မိခင်စီယုံရဲ့နိုင်ငံရေးတာဝန်လည်းပါခဲ့တယ်ဆိုတော့ဘာပဲပြောပြောတော့ဒါဒီလိုမျိုးရအောင်ကျွန်တော်တို့ကြတော့ဆိုကြမှုတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ဒါပြောချင်ပါတယ် ကိုဗစ် -19 ကူးစက်ခံရပြီးခြင်းကဆလို့ဒေါက်တာနော်ဘလူးမဲနိုင်စံဟာကျန်းမာရေးအားနည်းခဲ့ပါတယ်။ဒါပေမဲ့သူကဖျားသခင်ကိုသာအနှံပြီးဆေးရုံတက်စစ်စေးကုသမှုကိုညင်ဆန်းခဲ့တာပါ။ဆေးကုသမှုခံယူနေစဉ်အတွင်းသူလှုပ်ဆောင်ရမယ့်လူတို့ရေးကိစ္စတွေလင်းဟင်းသွားမှာကိုစိုးရိမ်နေတဲ့အတွက်ဆေးရုံမတက်ဖို့ဆုံးဖြတ်ခဲ့တာလို့မိသားစုနဲ့နှိဆက်သူတွေစီကနေသိရပါတယ်။ဒေါက်တာနော်ဘလူးမဲနိုင်စံက KNU လူ့အခွင့်အရေးကော်မတီရဲ့ဥက္ကဋ္ဌတူအဖြစ်လဲ တာဝန်ယူဆောင်ရွက်ခဲ့ပြီးရဲရင်ပြတ်သားတဲ့အမျိုးသမီးတို့ဖြစ်တယ်လို့လူအခွင့်ရေးကိစ္စတွေကိုအတူလက်တွဲလှုပ်ဆောင်ခဲ့တဲ့ကရင်လူအခွင့်ရေးအဖွဲ့ KHRG ရဲ့ညွှန်ကြားရေးမှူးကပြောပါတယ်။အဲဥမာလူခွင့်ရေးချုပ်ဖော်မှုဆိုတဲ့နေရာမှာအဲသူပြောခဲ့တာတော့အဲငါတို့လူခွင့်ရေးမသိလို့လူခွင့်ရေးချုပ်ဖော်မှုကျွလို့မလဲဆိုတဲ့ဟာကိုတော့သူလက်ခံလို့မရဘူးပေါ့နော်။ဆိုတော့ လူဖွဲ့ရဲ့ကိုတိတိမိတိတိလူလူတယောက်အနေနဲ့ဟိုစောင့်ထည့်ရမဲ့ကိုကြည့်တရားတွေရှိတယ်လေသူလက်ကလုံးမရတာကဥမာဆိုလို့ရှိရင်လူဖွဲ့ရဲ့မတိလို့လူဖွဲ့ရဲ့ချုပ်ဖို့မချုပ်လို့ရတဲ့ဆိုတဲ့နေရာမှာအဲ့လူတွေကအပြည့်မရှိပါဘူးလို့ပြောရင်သူလက်မခံဘူးကွာဒေါက်တာနော်ဘလိုမန်နိုင်စံကို1954ခုနှစ်ဇူလိုင်14ရက်မှာမွေးဖွားခဲ့ပါတယ်။မွေးခြင်းဆက်ရောက်မှာဒုတိယမြောက်သမီးဖြစ်ပါတယ်။ မိခင်ဝမ်ပိုက်ထဲမှာရှိစဉ်ကလေးကစစ်ဆောင်ရင် ပြေးလွှာခဲ့ရတာကြောင့်စစ်ပွဲဆောင်ပြည်သူတွေကို စားနာတဲ့အကြောင်းမကြခဏပြောလို့ရှိတယ်လို့စစ်ဆောင်ရေးကူညီနေသူမိတ်ဆွေတို့ကပြန်ပြောင်းပြောပြတာပါဒေါက်တာနော်ဘလုမက်နိုင်စံကအဖွဲ့အစည်းတိုင်းမှာယာတုစည်းသူတို့ဖြစ်ပေမဲ့စကားပြောဆိုတဲ့အခါအမူအရာတိုင်းမှာနှိမ်ချမှုအပြည့်ရှိသူတယောက်ဖြစ်တယ်လို့သူကဆိုပါတယ်ဘာပဲဖြစ်ဒီတာဝန်ကျေတဲ့ကျွန်တော်တို့ခေါင်းဆောင်တယောက်အပေါ်မှာတော့ကျွန်တော်တို့ နှမျောတာတော့ဆိုဆိုပေမဲ့လို့ကျွန်တော်တို့ဟိုခြေသိမ့်နိုင်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအထူးသဖြင့်သူရဲ့လှုပ်ဆောင်မှုအပိုင်းမှာအထူးသဖြင့်ကလေးတငယ်ခွင့်ရရောလူငယ်တွေရောအမျိုးသမီးရောသူကခေါင်းဆောင်အများကြီးမွေးထုတ်နိုင်ခဲ့တယ်လို့ပြောတယ်ပြောလို့ရတယ်လေ။အဲ့ဒါကြောင့်မလို့သူကဒီလိုမျိုးဟိုသွားစရာရှိတာသွားရဲဆိုပေမဲ့လို့သူရဲ့နေရာမှာအများကြီးပြန်ပြီးတော့ဖြစ်စည်းနိုင်တဲ့အခါကျတော့ကျွန်တော်လည်းအများကြီးဝမ်းသာခဲ့ပါတယ်။ဆစ်ရှောင်းရေးဘာသာရေးကလေးတငယ်အရေးအမျိုးသမီးအရေးလူအခွင့်အရေးပညာရေး စတဲ့ကဏ္ဍအသီးသီးမှာမလည်ဟင်းရအောင်ဆွမ်းဆွမ်းတမန်ဆောင်ရွက်ခဲ့တဲ့ဒေါက်တာနော်ဘလူးမင်းနိုင်စံကသူ့ကိုယ်ကျိုးအတွက်ဘတော်မှမျှော်ကိုးခဲ့တာမျိုးမရှိခဲ့ပါဘူးသူ့ရဲ့ကိုယ်ပိုင်ဝင်ငွေတွေကတော့လူရမ်းမှုတွေကိုစင်စက်မပြတ်လှုပ်ဆောင်ခဲ့တာပါလာမယ့်တကြံကာလမှာတော့ဆစ်ဆောင်စခန်းတွေမှာထမင်းကျွေးအဲ့ခံဖို့စီစဉ်နေခဲ့သေးတယ်လို့သိရပါတယ်1988ကျောင်းသားအရေးခင်မှာတော်လှန်ရေးနယ်မြေထဲစတင်ခြေချခဲ့တဲ့ဒေါက်တာနော်ဘလူးမင်းနိုင်စံဟာ သူ့ရဲ့နောက်ဆုံးထွက်သက်အထိတောင်းတွေကိုကျေပွန်စွာထမ်းဆောင်သွားခဲ့ပါတယ်။နှလုံးသားနဲ့ထမ်းရွက်ခဲ့တဲ့သူ့ရဲ့ဆွမ်းဆောင်ရည်တွေဟာအရင်လူဖွဲ့စည်းအတွက်အစဉ်အမြဲအမှတ်ရနေမှာ ဖြစ်ပါတယ်။